ါရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့အမကြီးတို့အမိယာဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။နားစင်ခန်းစားပေးကြပါဦးရှင်။ကျမရဲ့နာကျင်မှုတွေပြီးဆက်မှုတွေနဲ့မျက်ရည်တွေကိုဘသူကမှမမြင်နိုင်မကြားနိုင်ပေမဲ့တူတင်တင်စီစီနေတဲ့ဒီရှင်နေမြကြီးကတော့မြင်နိုင်ကြားနိုင်မယ်ဆိုတာကျမသိပါတယ်။ဒီနာကျင်မှုတွေဟာအရင်ဘဝမှာကိုပြုခဲ့တဲ့ဝိကျေကံတွေကြောင့်ဖြစ်ပျက်ခဲ့ရတာဆိုရင် ဒီဘဝဒီမြတ်နေပဲကြည်ပြားစီလို့ဆုတောင်းပါတယ်ရှင်ဗျာတော်တော်စီစဉ်နေတဲ့ရှင်နှမကြီးရဲ့အထက်စီမှာတင်းရရမျောလာတဲ့ဝါဖောင်လေးဟာတတရရရှိမထင်တဲ့ရွာလေးရဲ့စိတ်ကံတစ်ခုမှစိုက်ကက်လိုက်တယ်။ဝါဖောင်လေးပေါ်မှာမခိုက်တခိုင်ဆောက်ထားတဲ့ရိုင်နဲ့နဲ့ဝါတဲအိမ်လေးတစ်လုံးရှိတယ်။ဒါကတော့ကျမတို့ရဲ့အိမ်လေးပေါ့ ဒီတဲ့ရင်လေးဟာအခြားသူတွေအတွက်ကြည်ရဆိုပြီးအကြီးတန်းကောင်းတန်နိုင်ပေမဲ့ကျမတို့မိသားစုအတွက်တော့တန်မှုဖြစ်နိုင်အောင်မြင်လို့ရတဲ့အင်ကြီးပါဒါကဝါတဲ့ရင်လေးဆိုပေမဲ့ကျမတို့ကိုနှွေးထွေးမှုပေးတယ်အေးချမ်းမှုအရေးကောင်းနေပေးတယ်ကျမတို့ကိုမိုးတန်လေးတဲ့ကကာဝယ်ပေးတယ်ပြီးတော့ကျမတို့အတွက်အိတ်ဆန်နာခုတ်ဆရာတွေလည်းပေးပါတယ်ရာသီဥတုတို့တာယာတဲ့ညနေမှာဆိုကျမတို့မောင်နှမတွေဟာကောင်းငွေပေါ်က လမင်းလေးနဲ့ကောင်းကင်တစ်ပြည့်လုံးကိုနေရာယူထားကြတဲ့ကြယ်လေးတွေကိုကြည့်ပြီးကြွရှင်ခဲ့ရတဲ့ကြည်နှမှုတွေကဘာနဲ့မှမလင်းနိုင်အောင်ပါပဲ။ဝါပုံဆိုင်ကရေးကိစ္စပြီးတော့ဖေဖေရဲ့မမေရဲ့မောင်နှမတို့ရောက်တဲ့အားအကြီးဖြစ်တဲ့အမဖြစ်တဲ့ကျမရဲ့တဲရင်လေးကိုပြန်ဝင်ပြီးအပန်းဖြေကြတယ်။ညီမလေးကထမင်းချက်နေပြီးမောင်ငယ်ဆုံးလေးကတော့ဝါနဲ့လုတ်ပေးထားတဲ့အယုတ်လေးတွေကိုစော့နေရှာတယ်။ ဒီနေ့ကတော့ငါးပန်းထွက်ဖို့အချိန်ရသေးပေမဲ့တနေ့ကဝါးပေါအစုံစမ်းကိစ္စတွေနဲ့စိုက်ကဲ့ရေးကိစ္စတွေကြောင့်ပင်မနေကြတာမို့ငါးပန်းမထွက်တော့ဘဲနားလိုက်ကြတယ်။ကျမတို့ကရှင်းနေမြစ်ထဲမှာပိုက်တာပဇွန်ထောင်းငါးပန်းလုံးနဲ့အသက်မွေးကြပါတယ်။လူများစုကကျမတို့ကိုတငါတဲ့တွေလို့ခေါ်ကြပေမဲ့တချို့ရတော့ရင်မျောကန့်တင်တွေလို့ချူချူနေနေခေါ်တတ်ကြပါတယ်။သူတို့ပြောနေရလဲဟုတ်နေရပါပဲ။ ကျမတို့ကဝါဖောင်တစ်ခုနဲ့ဇုံစံမျိုးအလင်းသိရင်တည်တယ်လို့ကန်ဆက်တွေမှာကတ်နေရတဲ့ပုံအမှု သူတို့ပြောတာကိုကျမစိတ်မစိုးပါဘူး။ကျမတို့ကလူတွေအထင်သေးရလောက်အောင်စည်ရင်နေကြတာဟုတ်။ကျမတို့ကနင်းနင်းညံ့ညံ့ရေပေါ်မှာပဲရှာဖွေရုန်းကန်ရင်းနဲ့ဝိုင်းရင်ကိစ္စကိုဖြည့်ရှင်းနေကြတဲ့သူတွေမျိုးအဖေကညံ့ပိုင်းမှာဆိုပိုက်ကိုတာပဇွန်ထောင်းပဇွန်ထောင်းနေ မနေ့ရောက်တော့ဖေဖေနဲ့မမေကထောင်ထားတဲ့ပိုက်ကွန်လေးကိုလိုက်သိမ်းတယ်။ကျမနဲ့ညီမလေးကပိုက်ကွန်ထဲရဲ့ငါးတွေကိုဖြုတ်ပြီးရွာပေါ်တက်လို့တရွာလုံးကိုလိုက်အိုရောင်းပါတယ်။ကျမတို့အိမ်မေရောက်တဲ့အခါအမေလက်ရထမင်းနဲ့ဟင်းနဲ့လေးတွေမှုရင်းနဲ့တွေကဆွဲဆောင်နေကြလေတော့ကျမတို့ညီမပိုက်ထဲမှာတကူကူနဲ့မြည်ပြီးဆန္ဒပြလာကြလေရဲ့။ထမင်းဆက်လုပ်ပြီးတော့မော်လီနဲ့ညီမလေးကအကြောင်းသွား ဖေနဲ့မိကလေတကြီးနဲ့ငါးဖန်းတွေ့ကြတဲ့အခါကျမကအိမ်လုပ်တွေလုပ်ရင်းကျင်ခဲ့ပါတယ်။ကျမကြောင်းပြီးသွားတာမဟုတ်ပါဘူး။မောင်လေးနဲ့ညီမလေးကိုကျောင်းတက်ရအဆင်ပြေအောင်ကျောင်းကထွက်ပြီးအိမ်လုပ်ကိုဝိုင်းကူနေရတဲ့အကြီးဆုံးအမတစ်ယောက်ပါ။အိမ်လုပ်တွေမရှိတော့တဲ့အခါအမေတို့နောက်လိုက်တယ်။ဒီလိုနဲ့ကျမလည်းပိုက်ထောင်ငါးဖန်းလုပ်ကိုကျွမ်းကျင်လာခဲ့ပါတယ်။ ရာသီကုန်ီဟာတဖြည်းဖြည်းနဲ့ရွေလျားပြောင်းလဲလို့လာတယ်။ဒီလိုရာသီတွေရဲ့ပြောင်းလဲမှုနဲ့အတူကျမဘဝကြီးကလည်းဘာကိုကောင်းစစ်တမ်းမှမတီးရဘဝဖြစ်အပြောင်းလဲဖြစ်ဖို့နှီးကလာနေမှကျမမတီးခဲ့ရပါဘူး။ဒီဖြစ်ကိုတော့အမေဆုံးမရသိမှကြခင်လေးမှပဲဖြစ်ပြက်လာခဲ့ပါတယ်။အမေကပြမန်းလုံးနဲ့တန်နေပြီးပြီးဖြားခဲ့ရကနေဘလို့မှပြကူမရတော့ပဲကျမတို့ကိုထားခဲ့ပြီးပြမလာနိုင်တော့မယ့်လမ်းစီထွက်ခွာသွားခဲ့တယ် အမေမရှိတဲ့နောက်မှာကျမတို့မိသားစုလေးမှရှိတဲ့ချီနုပြောင်းချင်မှုတွေဟာလည်းရှောက်ကက်ကက်စိတ်သုံးပြောက်ကွယ်သွားခဲ့တယ်။လာတာရဲ့ညတညမှာပေါ့။တီဗီတွေကလို့မိုးလဲမေွာလျှက်လည်းမရှိဖမ်းဦးလည်းလက်ချက်မကွယ်ရပဲနဲ့ကျမဘဝအမောင်ချခဲ့ရတယ်။ကျမဟာရေတိမ်မှရုံမရကံမရရက်ကန်ရက်ကန်တွေကိုနစ်သွားခဲ့ရတာပါ။ကျမဘလို့ရုံရုံရေပွဲရကျမကိုဝါမျိုးမျိုး ရှစ်ထက်သောမြေအောင်ကျင်းမြင့်ကြီးစီအတင်းကိုဆွဲချဆုပ်ယူနေရဲ့ကျမချုံသွားခဲ့ပါပြီကျမဒီထက်ပိုသောအာရင်မျိုးနဲ့ရုံးလို့မရနိုင်တော့တဲ့အခြေအနေတစ်ခုမှာကျမလုံအောင်ကြချုံခဲ့ပါပြီလုံရလိုက်တာအဖေရဲ့အဖေမို့လို့ကိုသမီးအရင်ကိုသွေးသားစစ်စစ်ကြီးတို့မှလုံရလိုက်တာဘယ်လိုစိတ်မျိုးနဲ့များသမီးဘွားကိုဖျက်ဆီးရတာလဲအဖေရဲ့သမီးမဘာဖြစ်ရှိလို့ တမီးကိုငရေပြည့်ချမ်းမြေအထိဆွဲချလိုက်ရတယ်။ဒီမှာငိုနေုံကလည်းပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ဘယ်တော့ဘယ်ခါမှမကြားခဲ့ဘူးတဲ့။ထင်မထားခဲ့တဲ့ဒီဖြစ်စို့ကျမပဲပဲနေနေခံလိုက်ရပြီ။ဒီလိုလူတွေကြမ်းမကောင်းတဲ့အဖြစ်တော့စာမတက်ပင်မတက်ကျမဘယ်လိုလုပ်ပြီးဘယ်တရား ဥပဒေနဲ့ဖြေရှင်းနိုင်မှာလဲ။အဖေအင်းကကိုသမီးကြီးကို ဖြက်စီးပါတယ်လို့ကျွန်မဖက်ဆက်ကြီးကနေဘလို့ပြောထွက်ရပါမလဲဒီအဖေကတခြင်းတခါရဲနဲ့ပြီးမသွားပါပဲအဖေကသူဆန္ဒရှိတဲ့အချိန်တိုင်းကျွန်မဘလောက်ပဲရုန်းကန်စီအောင်တော့ကျွန်မစီကကာမအောင်မရရအောင်လူယူပြီးဒီများတိုက်ယူခဲ့တယ်သူငါးဘန်းထွက်တိုင်းအမင်းလက်ရပြီးလိုက်တိုင်းလဲတနည်းရရမအနိုင်ကြီးခံရပြန်တယ်။ဘေဘွားဝကျွေးတွေကိုပေးဆက်နေရပါလေ ကျမဒီဝီကြီးတွေကိုဘယ်အချိန်ထိတိတ်တဆိတ်ပေးဆက်နေရအောင်မလဲကျမရင်ဒီကွမ်းတောင်မှုန်ချက်နေပြီကျမထပ်ပြီးမအောင်ထားနိုင်တော့ကျမကိုကျမတက်သေးလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျမတကယ်လို့တည်သွားခဲ့ရင်တော့အဖေရရက်မဲ့သူမျိုးမဟုတ်ဘူးဆိုတာကိုသတိချင်မိလိုက်တယ်ဒါကြောင့်မယ်ကျမရဲ့ကုကူကိုတက်သေးရှင်မှုကိုလက်လျှော့လိုက်ရပါတယ် အဖေအကြောင်းကျမကောင်းကောင်းရေးသိပါရဲ့ကျမဒါမရှိတော့ရင်ကျမနေရာမှာအွေရောက်စပြူလာတဲ့ကျမရဲ့ညီမလေးကအဆောင်းဝင်ရောက်သွားရရှာမှာကျမဒီလိုတော့ပြစ်မခံနိုင်ပါဘူးကျမရှိနေမှာညီမလေးအတွက်အနေကိမဲ့အရေးမှာကျမကိုကိုကိုတတ်သိပြီးကိုလို့ယုံသွားလို့ဘယ်ဖြစ်ပါမလဲကျမညီမလေးအတွက်ရှင်းတမ်းပေးမယ်ဒီတော့ ြစ်သမားအကြောင်း အကောင်းပေါ့လေဒါကဘွားကြီးရပေးတဲ့အပြစ်ဆိုလေကျမမစန့်ကျင်နိုင်မှုဘာများတတ်နိုင်အောင်ပါလဲဒီဝီကျွေးတွေကိုကြည်အောင်သာဆက်ရအောင်ပါပေါ့နောက်ပိုင်းကျမဒီအဖြစ်ကနေဘလို့မှတီးမခံနိုင်တော့လေအဆုံးမှာကျမယုံကြည်ရတယ်လို့ထင်းတဲ့ငွေကြီးတရားကိုတတိလလို့ရင်းဖွင့်လိုက်မိရဲ့အဲ့ဒီမှာပဲသူ့စီရရတဲ့အကြံနဲ့စိတ်လို့လလို့ ကိုလူယုံပြေးထွက်လာမိရဲ့ဒါပေမဲ့ကျမတညလုံးအိမ်မပြောခဲ့ပါဘူးကျမရဲ့ညီမလေးဒုက္ခများရောက်နေမလားအဖေကကျမအစာညီမလေးကိုဖျက်ဆီးလိုက်လीမလားဆိုရဲအတွေ့များကြတယ်မမိရေဒီကလိမ့်ထွက်လာကြတယ်မဖြစ်သေးပါဘူးငါအခုပြန်မှဖြစ်မယ်လို့ညာရင်းချင်းထပြန်မှုလုပ်ပေမဲ့ရေချောင်းကုန်းချောင်းလိုခီးရေမျိုးမှာ ဒီလိုညတကောင်ကြီးဘသူအမကျမကိုအိမ်ပြန်မို့အကူအညီပေးနိုင်မှာလဲကျမမာသွားပြီကျမထွက်ပြေးလာမိတာတိတ်မာသွားပြီကျမကြောင့်သာညီမလေးတခုဖြစ်သွားရင် ဆိုတဲ့အတွေးဝင်လာလေပို့ပြီးပူလန်ရလေပါပဲညီမလေးဘာမှဖြစ်ပါစေနဲ့ရေပင်ရေပင်စောင့်နေမြာကျမညီမလေးကိုကြည့်ရှုစောင့်ရှောက်ပေးတော်မူကြပါအယူတရလိုတထွတ်ထိုင်ရုပ်ပြီးငိုနေမိရဲ့ ပူလောင်စွာနဲ့တညလုံးထိုင်ကုန်ရင်မနဲ့မိုးလင်းခြင်းမှာကျမအိမ်ကိုချက်ချင်းပဲထပြန်ခဲ့ပါတယ်။အိမ်ရောက်ချင်းအဖေရဲ့စူပူချင်းမောင်ရဲ့နှက်မှုကိုခံရပြီးနောက်ညီမလေးကိုအတိတ်ဖက်ဖွေပြီးငုံမိရဲ့။ညီမလေးညဘာမှမဖြစ်ဘူးမလားယင်မမောက်ပြောစမ်းဘာမှမဖြစ်ဘူးလားမဟုတ်လား။သူကဆိုရင်တချင်မင်းနေရဲ့ကျမကိုညီမလေးကကြောင်တော်တော်လေးကြည့်နေရင်ကဘာမှမဖြစ်ပါဘူးလို့ပြန်ပြောမှကျမရင်ထဲကအပူလုံးကျသွားနိုင်ပါတော့တယ်။ အမဘယ်ရီသွားနေရလဲ။မောင်ကြီးနဲ့ညီမလေးကအမပြောက်သွားလို့လိုက်ရှာနေကြတာ။သူပြောပြီး ကျမဘာပဲပေါ်ကမျက်ရည်များကိုတုတ်ပေးရှာတယ်။သူ့မျိုးမလေးမျက်ရည်တွေနဲ့ဘယ်မှမသွားပါဘူးညီမလေးရဲ့။မြောက်ပဲရွာကငါမလို့တော့ပို့ရင်မူးချို့သွားနေညအိတ်လိုက်တာပါလို့ပြောပြီးညီမလေးကိုဖတ်ထားလိုက်ပြီးတော့လေညီမယုံကြည်ရမယ်ထင်တယ်တကယ်ကြီးရက်ကို စိတ်လုကိုလိုရေဖွင့်ခဲ့မိတဲ့အတွက်ဒီရွာရဲ့စိတ်ကံမှာမနေရတော့ပဲအခြားဒေသကို ပြောင်းရွှေ့ခဲ့ရပါတယ်။အခုတော့ကျမညီမလေးအရွယ်ရောက်ပြီးအိမ်တော်ကျမနေကိုစောင့်နေရင်းနဲ့ကျမမှာအဖေနဲ့ရတဲ့ကိုဝင်လေးကိုလွယ်ထားခဲ့ရပါပြီ။ဘာပဲဖြစ်ဖြစ်ပျက်စီးချဆုံးပြီးသားဖြစ်တဲ့ကျမဘဝကိုရင်းပြီးအဖြစ်ကင်းနေတဲ့ညီမလေးရဲ့ဘဝကိုအမဲဆက်တွေအနည်းဆိုးတွေမချရောက်စေဖို့ အတက်နိုင်ဆုံးဆိုတာထက် လုံးဝကိုအတေးဆောင်မဖြစ်ရလျောင်းကာကွယ်ပေးတော့မှာပါကျမအသက်ရှင်နေသူကြီးကျမရဲ့ညီမလေးဘာမှဖြစ်စေရပါဘူးအမကြီးတော့အမိရဆိုတဲ့ဒီစကားနဲ့အညီကျမဘဝကိုမောင်လေးနဲ့ညီမလေးတို့အနစ်နာခံပြစ်ဆက်တော့မှာပါသူတို့လေးတွေအရွယ်ရောက်ပြီးကိုဘွားနဲ့ကိုဖြစ်သွားကြတဲ့အချိန်မှာတော့ကျမရဲ့နာကျင်မှုတွေ ပေးဆက်မှုတွေနဲ့မျက်ရည်တွေကိုဘယ်သူကမှမမြင်နိုင်မချနိုင်ပေမဲ့တတင်းနေစီးသင်းနေတဲ့ဒီချင်းနဲ့မြစ်ကြီးကတော့မြင်နိုင်ကြနိုင်မယ်ဆိုတာကျွန်မသိပါတယ်။ဒီညာချင်းမှုတွေကအရင်ဘဝမှာကိုပြုတ်ခဲ့တဲ့ဝကြွေးကံတွေကြောင့်ဖြစ်ဖြစ်ခဲ့ရတာဆိုရင်ဒီဘဝကဒီများနဲ့ပဲကြည်ပြားစီလို့ဆုတောင်းပါတယ်အရှင်ဘုရား။ရည်ရွယ်သူသောမရည်ရွယ်သော လွန်စီရခြင်းနဲ့မိကမ္ဘာတစ်ဖက်စီမှာရည်နေကြသလိုပါပဲလားတိတ်တွေ့ရင်ပါတော့လေတရားဟူကြီးဟာအကျိုးကျပျက်စီးနေလေပြီအတိတ်မညံတွေရင်းငွေ့ပြန်တော့တိတ်မဲတွေဟာမုံတိုင်းအဖြစ် ပြန်လဲဖောက်ချရဲ့အော်ရှုမလာတော့လေယူမွာတဲ့အကြီးထန်တော့လှလာပပတဘာဝတရားကြီးပါလား ရင်းနောက်တွက်ခဲ့ဘူးသည်များတုံတော်ရှိခဲ့ဘူးသည်များလူနေရောက်မခဲ့ဘူးသောအိမ်မက်များဒါရီယာဖြစ်အမှန်တတောင်တညာပုံမြင်တွေများလားတယ်လီဖုန်းကလုတ်တွေစီပေါ်လက်ကစားမိတိုင်းဆက်သွယ်မှုဧရိယာပြင်ပမှာအစာပြုတဲ့စသိန်းပိုင်းတွေကိုကြံရင်ကြည်နေမိရဲ့ရိုးရိုးရှင်းရှင်းလေးပါပဲပြီးပါပြီတဲ့အဆုံးသက်စာရင်ထူတဲ့အခါ ထိတ်ဆုံးနမည်နှစ်ခုရဲ့အောင်မှာကျွန်တော်နမည်ကိုတွေးလိုက်ပါတယ်။ထိုက်ထိုက်တဲ့တဲ့ပါပဲ။ကျွန်တော်လေးပါတီလာကိုသာစောက်ထိန်ပါတယ်။အဆင်ပြေရဲ့လားလို့မေးတဲ့အခါပြေပါတယ်လို့ပြုံးပြီးပြန်ပြေဖို့တခါတခါအော်အော်တုန်တဲ့ကြရင်ခေယံခေယံနဲ့ပတ်ပြေးနေမိတယ်။နဝေမချိုတဲ့တသရရအတံပါ။ ခါရတီတပတ်လေတော့နာနာချင်းချင်းဝါဝါရွှေရွှေပထောက်တွေပွင့်နေပဲမှာပြီရှစ်ဆုံးတော့ဆိုရဲခေါင်းဆွဲအောင်မှာခုနှစ်တကရီတကူထဲ့ပါမယ်စက်ခုလေးကလေးခောက်ပြီးမျောမယ်ဒီလောက်ပါပဲရည်ရွယ်သူတို့မရည်ရွယ်တော့မှန်းရှူသည်ဟာຫນွေညကပါပါ စူပွဲတစ်ခုဟာအနုပညာတစ်ခုဖြစ်ခဲ့ရင်စူပွဲတွေဟာမိုးရိမ်တွေထဲဟာပကြီကားလို့ဖြစ်လာမယ်။မကောင်းမှုတွေကိုအနုမြူကျန်တဲ့နဲ့မဖော်ပြပဲအယောင်တွေအဖြူနဲ့အမဲကြားကတိတ်ဆိတ်မှုနဲ့ပြောမယ်။ရုပ်ခွဲခန်းတွေဟာသွေးမထက်ပဲဂီတလေးတစ်ပုဒ်ဖြစ်လာမယ်။ဒေါင်ဖလားလေးတွေဟာလေးတဲ့စီကပ္ပာကြီးကိုတိတ်တိတ်လေးပြည်လဲအောင်တန်ညွှန်းမယ်။ ဘုံတွေကပျော့ပျော့ရွှင်ရွှင်ပောက်ကွဲမဲပန်းမုံတိုင်းတွေဖြစ်လာမယ်။လေထဲမှာတောက်ပါတဲ့မီးမဟုတ်ပဲရောင်စုံစကူလေးတွေငှက်ကလေးတွေနဲ့ dance လုပ်မယ်။လက်နက်တွေဟာပန်းတိုင်းကိုမဖြတ်ပဲမျိုးလုံးထဲမှာမေတ္တာအမှုမျိုးတစ်စင်းပဲဆွဲမယ်။မုံတီမူဟာအမှုပညာဖြစ်သွားရင် လူသားတွေအားလုံးကအမှုပညာရှင်တွေဖြစ်မယ်။မင်းနဲ့ငါတူတွေက ရုပ်စင်းကိုများမထိခိုက်ပဲစကားလုံးတွေနဲ့စစ်ကစားမယ်နောက်ဆုံးနိုင်ရသူကအမှုပညာကိုအမှုပညာအဖြစ်ထိန်းသိမ်းသူဖြစ်သည်